ဦးဇင်းတို့ဘုရားလောင်းကြီးကတခုသောဘဝမှာသားတယောက်သမီးတယောက်ထုံကားတော့အဲ့ဒီသားကမိမရတော့ချွေးမှလည်းရှိတယ်အိမ်မှာခိုင်းဖို့ရှိဖို့ကျွန်မလေးတယောက်လည်းရှိတယ်အဲ့ဒီတော့ဒကမာကြီးရဲ့သားရဲ့သမီးရဲ့ချွေးမရဲ့ကျွန်မရဲ့ဆိုပြီးတော့အချမ်းရံ၅ယောက်နဲ့နေတာအဲ့ဒါဘုရားလောင်းကြီးကသဘောပေါက်တယ်ဘဝဆိုတာဧည့်သည်ပဲဆိုတာသဘောပေါက်တယ်သူသဘောပေါက်တယ်လို့သူရဲ့လက်အောက်ငယ်သားမိသားစုတွေသဘောပေါက်ပါစေဆိုပြီးတော့အမြဲတမ်းဆုံးမတယ် ဘဝဆိုတာဧသည်ဟောဒီလောကဇေယျဘောကအချိန်မရွေးဆင်းသွားကြရမှာဇေယျကိုဆွဲလန်းมาတယ်ဆိုလို့လေကိုနေခြင်းတလောက်နေခွင့်မရှိအဲ့ဒီလိုဆုံးမတာအဲ့ဒီလိုဆုံးမတော့မိသားစုတစုတုံးကလည်းပဲဘဝဆိုတာဧသည်အကြောင်းဆုံလို့အကြောင်းကြုံလို့လမ်းပြီးတော့ဆုံကြတာဘယ်ချိန်မှာကွဲသွားကြမယ်မသိဘူးလို့အမြဲတမ်းစဉ်းစားရတယ်အဲ့ဒီလိုနေရင်းနဲ့ဒီနေ့တော့လေတော်ထဲမှာ ဦးဇင်းတို့မိုးဦးလေးဦးကြားနဲ့ဒူပါရဲ့အမိုက်တွေစုပုံပြီးတော့မီးရှို့စိုက်ဖို့ပြိုးဖို့ပေါ့လေအဲ့ဒီလိုမီးရှို့ရင်လည်းသားဖာနဲ့ရောက်လှုပ်လှုပ်ရင်းနဲ့သားလေးကိုတောင်ပေါ်ထဲကမွေကမီးကိုမှုန်ပြီးတော့ထွက်လာပြီးတော့နောက်ကနေရုပ်တရက်ကြိုက်လိုက်တာအဲ့ဒီနားချင်းပွဲချင်းပြီးလဲပြီးတော့သေရှာတယ်အဲ့ဒီတော့ဘုရားလောင်းကဘုရားလောင်းတကာကြီးကလေနီနာချင်းအိမ်ပြန်မဲ့လေနီနာချင်းကိုမှားတယ်ဟေးတို့အိမ်ကအမေကြီးကိုပြောလိုက်ပါ အခါတိုင်းနှစ်ယောက်စာယူနေကြပို့နေကြထမင်းကိုဒီနေ့တယောက်စာပဲလာပို့ပါလို့ပြောလိုက်ပါအခါတိုင်းထမင်းလာပို့ရင်တယောက်ပဲပို့တာဒီကနေ့တော့အိမ်ရှိလူကုန်ကိုကိုကိုတတ်တတ်ရရဖီးလိန်ပြင်ဆင်ပြီးတော့လာပြီးတော့ပို့လဲပါလို့ပြောလိုက်ပါပန်းနန္တာလက်ဆွဲခဲ့ပါလို့ပြောလိုက်ပါအဲ့ဒီလိုလဲပြောတော့ဒကမာကြီးကခေမာထေဒီအလောင်းဆိုတော့ညံရှိတယ်ဟေးမင်းကိုပြောလိုက်တာဘယ်သူပြောလိုက်တာလဲအဖေကပြောလိုက်တာလားသားကပြောလိုက်တာလား အဖေကပြောလိုက်တာ။အော်အဲ့လိုဆိုရင်ငါသားလေးတော့ဆုံးရှာပေါ့။အိမ်ကနေသိတယ်။နှစ်ယောက်စာထမင်းပို့နေကြတယောက်ဖဲမှားတယ်ဆိုတော့တယောက်မရှိတော့ဘူးပေါ့။ဟုတ်လား။အကုန်လုံးလာခဲ့ရမယ်ဆိုတော့နောက်ဆုံးခရီးကလေးမှနှုတ်ဆက်တဲ့အနေပေါ့။သဘောပေါက်တယ်နော်ဒကမကြီးက။အဲ့ဒါနဲ့အိမ်ရှိတဲ့လူတွေကိုကဲငါသားတော့သေးပြီ။ဟဲ့သမီးမင်းအကူတော့သေးပြီ။ချွေးမကိုလည်းမင်းယောက်ျားတော့သေးပြီ။အေး တို့စဉ်းစားခဲ့တယ်ဘဝဆိုတာဧည့်သည်အခုအဲ့ဒီဧည့်သည်ကအရင်လက်ဥစွာဒီဇာဘောကဆင်းသွားပြီတို့ကိုနှုတ်တောင်ဆက်မသွားဘူးအဲ့ဒါနဲ့အင်းရှိလူကုန်ပန်းနန္ဒာလက်ဆွဲပြီးတော့လေတော်ကိုလိုက်တယ်ဟိုရောက်တော့ထင်းတဲ့အတိုင်းပဲအဲ့ဒီမှာသားအလောင်းကိုစီစီကြည့်တမိသားစုလုံးမျက်ရည်တစ်ပေါင်းမှမကျဘူးစောစည်းစွာကြူတင်ပြီးတော့သိမြင်ထားတဲ့အသိဉာဏ်ရဲ့ခွန်အားပေါ့နော်အေးမျက်ရည်မကျဘူး အဲ့ဒါကိုစုပုံပြီးတော့ထင်းကြောက်ကလေးတွေဘာလေးတွေစုပြီးတော့သားအလောင်းကိုနေချင်းပြီးမီးရှို့တယ်တချို့တယ်။ဘေးမှာဘယ်ပေးသမှာဖိတ်တယ်လို့လည်းမပါဘူး။ဟုတ်လား။သာသနာ့ဘဆိုတော့ဘုန်းကြီးလည်းရှိဟန်မတူပါဘူး။ဘုန်းကြီးပင်တယ်လို့လည်းမပါဘူး။လေတော်ထဲမှာဒီတိုင်းသေးလို့ဒီတိုင်းပဲရှို့ပလိုက်တာပဲ။ဒါပေမဲ့သူတို့ရဲ့စိတ်တန်တာမှာကုသိုလ်ဆိုတာကတော့ဖြစ်နေတယ်။ကုသိုလ်ဆိုတာစိတ်ထဲမှာကောင်းတဲ့သဘောဖြစ်တာ။တဘာဝကြတဲ့သဘောဖြစ်တာကုသိုလ်ခေါ်တာမဟုတ်လား။အေးသူတို့ရဲ့စိတ်ထဲမှာတော့အင်မတန်လေးနေတဲ့ကုသိုလ်တွေကတော့ဖြစ်နေတာ။ အဲ့ဒီမှာဝိုင်းပြီးတော့သားရဲ့အလောင်းမိတစ်ဖြက်ဖြက်လောင်ကျွမ်းသွားတာကိုဒီတိုင်းပဲဇင်ပြေနေပြေထိုင်ကြည့်နေတယ်ဘဝဆိုတာဒီတိုင်းပဲပြီးတော့လည်းပြီးရတာဘာမှဟုတ်တာမဟုတ်ဘဝဆိုတာဘာမှဟုတ်တာမဟုတ်ဘာတန်ဖိုးမှမရှိဘူးဘဝဆိုတာပြီးရင်ပြီးရတာတုံညာသဘောဒါကြောင့်မြတ်စွာဘုရားဘဝကိုတုံညာလို့ခေါ်တာတုံညာဆိုတော့တက်လည်းမဟုတ်ဘူးနှစ်လည်းမဟုတ်ဘူးဘာမှခဏန်းတက်လို့မရဘူးဘာဖြစ်လို့လဲပြီးရင်ပြီးသွားတာမို့လို့ မပြီးရင်လို့မရဘူးဒါပေမဲ့တရားဓမ္မတို့ဥစဉ်တို့ပုထုဥစဉ်တွေဆိုတာကတော့ဘဝဟာပြီးသွားတာပဲဆိုတာကိုသဘောမပေါက်တော့ဘဝကိုတန်ဖိုးရှိတယ်လို့ထင်နေဘဝကိုကြည်ကြဲတယ်ဘဝကိုခံနာတယ်လို့ထင်နေဒါကြောင့်ကဏန်းတွေအမျိုးမျိုးတက်တယ်တန်ဖိုးတွေအမျိုးမျိုးကတ်တယ်ဒစိတ်တွေအမျိုးမျိုးကတ်ထားတယ်ဘဝကိုတိတ်တန်ဖိုးရှိတယ်လို့ထင်တာထားပါတော့စကားတွေဘေးထွက်ကုန်ပြီဟင်တရားကြီးတို့မိုင်းများအေးအဲ့ဒါလို့ သူတို့ရဲ့ပွားများအပ်သောစိတ်ဓာတ်ဘာဝနာရဲ့အစွမ်းတတ္တိကြောင့်မျက်ရည်မကျဘူးအဲ့ဒီစိတ်ဓာတ်ရဲ့အစွမ်းတတ္တိကမျက်ရည်မကျုံမျှမကဘူးတရားမင်းရဲ့နေရာကိုတောင်တုံလှုပ်စေတယ်အဲ့ဒါတရားမင်းကပုံနာရောင်ဆောင်ပြီးတော့ရောက်လာတာအံ့ဩစရာကောင်းလိုက်တာသားအရင်ခောက်ခောက်သေးတာကိုတရားမှမငို့ဘူးအဲ့ဒါနဲ့မသိကြရအောင်ဆောင်ပြီးတော့အဲ့ဒီပုံနာဧည့်သည်ရောင်ဆောင်ထားတဲ့ပုံနာကမေးတာဟေး သာသမင်ကိုမီးရှို့နေတာလားလူကိုမီးရှို့နေတာလားဟာလူကိုမီးရှို့နေတာပါအာဩတယ်လူဆိုရင်ဒါသင်တို့ရဲ့ယံသူပဲဖြစ်မယ်တဲ့ယံသူမဟုတ်ပါတားပါတူရီတော်တားပါတားဆိုရင်လည်းသင်တို့မုန်းတဲ့တားပဲဖြစ်မယ်မမုန်းပါဘူးအင်မတန်ချစ်တဲ့တားပါဟာဒါနဲ့ဘာလို့မငို့တော့အဲ့ဒီကြတော့မှာ ခေမာထေရီအလောင်းပြောတဲ့ဇာတ်ထဲမှာဒါလေးကိုဦးဇင်ကပြောချင်တာနော်မငူချင်းရဲ့အကြောင်းပေါ့ဘုရားလောင်းကြီးကတော့ပြောပါတယ်လူဘုံကသေတယ်ဆိုတာမွေများအရေခွန်လဲသလိုပဲတဲ့ဒါဘုရားလောင်းရဲ့အယူအဆအမြင်ပေါ့နော်ငါသားဟာအခုမီးရှို့နေတာကိုတောင်ဘာမှမသိတော့ဘူးတို့ငူတာကိုသိဖို့ဝေလာဝေးရော့ဒါကြောင့်ငူကြွေးနေလို့ဘာအရေးပဲရှိမှလဲ မီးရှို့တာကိုတောင်မသိတဲ့လူတယောက်ရဲ့အနားမှာလာပြီးတော့ငိုမယ်ဆိုရင်ဘာအဓိပ္ပာယ်ရှိမလဲဘာအဓိပ္ပာယ်မရှိဘူးတကယ်လို့ငိုတာကိုသူကသိတယ်ဆိုရင်လည်းဩငါပုံပြစ်တာရှိရလို့တန်ရုံးစင်မကင်းညာလို့ငိုတာလို့သိတယ်ဆိုရင်လည်းငိုရတာကငိုရချိုးနဲ့သိတယ်လေခုကိုငိုတာကိုသူသိလားမသိဘူးငိုတာကိုမပြောနဲ့မီးရှို့တာကိုတောင်မသိတော့ဒါကြောင့်သူမငိုဘူးနှမလေးကိုမေးတော့နှမလေးကဘာပြောလဲဆိုတော့ ငိုခြင်းအဖြစ်လူပိန်မဲတဲ့ကျမကိုချစ်တဲ့လူတွေစိတ်ဆင်းရဲမဲတဲ့ဘာမှအကျိုးမရှိဘူးဒါကြောင့်မငိုဘူးတဲ့နော်ဇနီးကိုမေးတဲ့အခါကျတော့မငိုပါဘူးတဲ့သေပြီးသားလူကိုတန်းတက်ပြီးတော့ပူဆွေးတာဟာလကိုတန်းတက်ပြီးတော့ငိုတဲ့ကလေးတဲ့ယူတယ်တဲ့လကမှမြင်ရသေးတယ်ပေါ့ဟုတ်လားအဲ့ဒီမှာကျွန်မကိုမေးတော့ကျွန်မကဘာပြောလဲဆိုတော့ကွဲပြီးသားရီအိုးဟာပြန်ဆက်ဆက်လို့မရတော့တယ်လို့ ိုးချွေးခြင်းအပြင်ဘာမှအကျိုးမရှိဘူးဒီလိုပြောတာအဲ့ဒီမှာဒကမာကြီးပြောတဲ့စကားကိုဘေးသက်တို့ကိုမှတ်သားစေခြင်းတာအနာဝီတောတတောအာဃာနာနုံညာတောဤတောကတောယထာကတောတထာကတောတထာကပရိဒေဝနာသူကတော့ပါဠိလိုကာထာလေးနဲ့ရွတ်တာဗျနော်အရိပ္ပယ်ကဘာပြောလဲဆိုတော့အနာဝီတောတတောအာဃာ ဟောဒီချစ်လာတဲ့သားဟာကျွန်ုပ်မခေါ်ဘဲနဲ့ကျွန်ုပ်တို့ရဲ့အိမ်မော်ကိုရောက်လာတာကျွန်ုပ်ရင်ခွင်ချားကိုရောက်လာတာလာခဲ့ပါလို့မျက်မျက်နှုံးနှုံးခေါ်တာမဟုတ်သူ့သဘောနဲ့သူပါလဲရောက်လာတာအနာဝီတော်တတော်အာဃာနာဒုံညာတော်ဤတော်ကတော်ပြန်သွားတော့လည်းပဲကျွန်ုပ်တို့အနူးအညွတ်ခွင့်မပြုဘဲနဲ့သူ့စိတ်ကူးနဲ့သူသူ့ဟာသူသူပြန်သွားတာလာခဲ့လို့လည်းမခေါ်ဘူး ပြန်သွားပါလို့လဲခွင့်မပြုဘူးခွင့်မပြုတဲ့ကြားထဲကပြန်သွားတာအဲ့ဒါနဲ့အင်မတန်တူတယ်နော်လာခဲ့လို့လဲခေါ်လို့ရတာမဟုတ်ဘူးပြန်မသွားနဲ့လို့လဲပဲဆွဲထားလို့ရတာမဟုတ်ဘူးဟုတ်လားမခေါ်ဘဲနဲ့လာပြီးတော့စိတ်တိုင်းမကြဘဲနဲ့ပြန်ထွက်ခွာသွားတာအဲ့ဒါလို့လာခြင်းလို့လာပြီးတော့သွားခြင်းလို့သွားတဲ့ဒီလူသားတယောက်အတွက်ငိုကြွေးနေလို့ဘာအကျိုးရှိမှလဲတဲ့ဒီစကားလေးပြောတာဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ တရားမင်းကြီးကတော့သူတို့ရဲ့အသိဉာဏ်တွေကိုပူတော်သောအဖြစ်ယတနာမူးတွေရွာသွန်းပေးသွားတယ်လို့ပြောတာပဲဟုတ်လားဒီတော့ဒကာမတို့ဦးရှင်တို့တွေကတော့အဲ့ဒီမိသားစုလူတွေနာရီမရခြင်းနေပါစီစိတ်နှလုံးရဲ့လွတ်လပ်မှု ပေါ်ပါမှုအမြင်ကြီးမှုဉာဏ်ပညာကြီးမှုကိုရည်ရွယ်ပြီးတော့ရခြင်းတဲ့စိတ်နဲ့ဘဝဆိုတာဧည့်သည်ပဲငါလည်းဘယ်ချိန်ထွက်ရမယ်မသိဘူးသူလည်းဘယ်ချိန်ထွက်သွားမယ်မသိဘူး တယောက်ယောက်ကတော့တယောက်ယောက်ကိုခွဲပြီးတော့သွားမှသေးကြတယ်နော်ကို့အိမ်ကလူတွေကိုကို့အရင်ခွဲသွားစေခြင်းမသလားဟဲ့ဒကမာကြီးတွေကို့အိမ်ကလူတွေကိုကို့အရင်အိမ်ကနေထွက်သွားစေခြင်းမသလားမသွားစေခြင်းဘယ်လိုလုပ်မလို့ကိုကအရင်ထွက်ဖို့ရှိဟဲ့ကို့အိမ်ကလူတွေကိုကို့အရင်ထွက်မသွားစေခြင်းဘူးဆိုရင်နီးတနီးတော့ရှိတယ်နော်အဲ့ဒါဘယ်လိုလုပ်ရမလဲကိုကတော့အရင်ထွက်ခြင်းလား ဟာအဲ့ဒီကပိုးပြီးတော့တောင်ကြိုက်เสียမကောင်းသေးတယ်။အဲအဲ့ဒါကြီးကပိုးတောင်ဆိုးသေးတယ်။ဘဝမှာတခါတရံကောင်းတာရွေးချယ်เสียမရှိဘူး။နော်အဆိုးကြီးနဲ့အဆိုးလေးပဲရွေးရတာ။ကောင်းတာမပါဘူး။ကိုကထွက်သွားဖို့ဆိုတာလည်းပဲလုံးဝမကောင်းဘူး။ကို့ရင်သူတို့ထွက်သွားဆိုတော့လေလုံးဝမကောင်းဘူး။မကောင်းမကြီးအဲ့ဒီမကောင်းနှစ်ခုတစ်ခုခုကတော့တေချာပေါက်ရွေးကိုရွေးရမယ်။ဟဲ့ဒကာကြီးတို့မိုက်များ ေးဒါကြောင့်ဘဝဆိုတာဒုက္ခဆိုတာဒါပြောတာဒါအပေါ်ယံမရှိသေးတာနော်ဟုတ်လားဒါကြောင့်ကိုယ်အရင်သူတို့ထွက်ချင်းထွက်မယ်သို့မဟုတ်ကိုယ်ကရင်သူတို့အရင်ထွက်ချင်းထွက်မယ်တေကြတာကတော့အာလုံသောတတ္တဝါတွေသည်ဧည့်သည်